ွေးမင်္ဂလာပါရှင်။ C4D YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ရှင်။ဒီကနေ့ကျမဖတ်ပြပေးမှာကတော့ဆိုင်းရင်ဆရာမ Delphin Shrek ရေးသားထားတဲ့ The River of Rangoon ကိုဆရာအောင်အေးရန်ကုန်တက္ကသိုလ်ကဘာသာပြန်ရေးသားထားတယ်။ရန်ကုန်မြို့ပေါ်ကတပုံးဆိုတဲ့သမိုင်းနောက်ခံဝိတ္ထုစာအုပ်လေးတွေက အခန်းလေးဘဘအပိုင်း၃ပဲဖြစ်ပါတယ်ရှင်။ ဒီအပိုင်း၃လေးထဲမှာလေဘဘအတွက်ရင်းနှင်းခံပြင်းစရာတွေနဲ့အတူဘဘရဲ့လေးစားအားကျစရာ ကောင်းလာတဲ့ဒုမထောက်လက်မမြောက်စိတ်ဓာတ်တွေကို ခံစားနားဆင်ကြပါအောင်စုနော် ဥဝင်းတင်ဟာခြုံငုံပြီးဏိကုံးချုပ်ထားလေတော့သူတရုတ်ဆောင်ရမယ်ဇက်ွက်မှာလီလီနဲ့နဲ့တရုတ်ဆောင်နိုင်ခဲ့ပါလေသူ့ရဲ့ထွက်ဆိုချက်အချင်းချုပ်ဟာ တရားရုံးမှတ်တမ်းစာရွက်တမျက်နာခွဲရှိခဲ့ပါလေအစိုးကြီးကလေးက1988ခုနှစ်အရေးအခင်းကိုစန့်ကျင်တဲ့ရည်ရွယ်ချက်နဲ့လောက်ခဲ့တဲ့ပြပွဲနဲ့ပတ်သက်လို့ရှုံချရေးသားခဲ့တဲ့ 25မျက်နှာစာတမ်းပါရည်ရွယ်ချက်တွေကိုပြန်လည်ဖော်ပြပြီးရှင်းလင်းခဲ့ပါတယ်။အဲ့ဒီရည်ရွယ်ချက်တွေကို သူကအ धिक အချက်5ချက်အဖြစ်ချုပ်လိုက်ပါတယ်။အဲ့ဒီအ धिक အချက်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။စစ်တပ်ဟာမြန်မာနိုင်ငံမှာစစ်တပ်လွှမ်းမိုးအုပ်ချုပ်နိုင်ရေးအတွက်ဆက်လက်လုပ်နေတာတွေ့ရကြောင်း။နှစ်တပ်မတော်က တိုင်းပြည်ကံကြမ္မာကိုဖန်တီးနေတယ်ဆိုတဲ့အချက်ကိုသူလက်မခံနိုင်ကြောင်း၃မျိုးဆက်သစ်ចောင်းသားတွေနဲ့တတိုင်းပြည်လုံးပါဝင်လှုပ်ရှားခဲ့တဲ့1988ခုနှစ်လူမှုအုံကြွမှုကြီးကိုတက်မတော်ကဂျားဝင်နှောက်ရက်တာကို သူကန့်ကွက်ကြောင်း၄နောင်ပေါ်ထွန်းလာမဲ့မျိုးဆက်အတွက်ဒီမိုကရေစီထူထောင်ပေးဖို့ ဒေါအောင်ဆန်းစုကြည်ရဲ့မမောနိုင်မပန်းနိုင်ကြိုးပမ်းအားထုတ်မှုကို သူထောက်ခံကြောင်း၅နိုင်ငံရေးအကျဉ်းသားတွေခံစားနေရတဲ့ဒုက္ခဆင်းရဲတွေကို ကာကွယ်ဆောင်ရှောက်ပေးစီလိုကြောင်းနိုင်ငံရေးအကျဉ်းသားတွေဒုက္ခခံနေရတဲ့အကြောင်းကိုနိုင်ငံခြားသားကိုယ်စားလှယ်နှစ်ဦးဖြစ်တဲ့ကုလသမဂ္ဂတန်အမှတ်နဲ့အမေရိကန်အထက်လွှတ်တော်အမှတ် Bill Bill Richardson တို့နဲ့တွေ့ခွင့်ရတော့ကသူတင်ပြပြီးပါပြီ။ဒါအပြင်ထောင်ကြပေါ်ကြဖက်တွေအပေါ်ဖီစည်းနေတဲ့ဖိနှိပ်မှုပြဿနာတချို့ကိုလည်းသူကရှင်းပြခဲ့ပါတယ်။ထောင်သားတွေကသူတို့ရဲ့အခွင့်အရေးကို တောင်းဆိုကြတဲ့အခါအာဏာပိုင်တွေက အစအတော့ဘက်မှာပဲမြင့်တင်ပြီးပါတယ်။နိုင်ငံရေးအကျဉ်းသားတွေကိုတိချအမျိုးအစားတစ်ရက်အဖြစ် အတိမတ်ပြုတ်ပေးဖို့ဆိုတဲ့တောင်းဆိုချက်ကိုဘယ်သူကမှအေးအေးယူဆောင်ရွက်ခြင်းမရှိပါဘူး1988ခုနှစ်ကတည်းကအစိုးရဟာအဲ့ဒီအမျိုးအစားတည်ရှိမှုကိုခါခါတည်တည်ညှင်းဆုပ်ခဲ့ပါတယ်ကျမ်းမာရေးစောင့်ရှောက်မှုကတော့တိတိတသားကြီးချို့တဲ့နေပါတယ်စီစနစ်ကြသူပြီးပြီးနောက်ဆုံးမှာသူဟာသူ့အပေါ်တင်ထားတဲ့ဆွဲချက်တွေကိုဖြည့်ရှင်းပါတယ် ရှောင်လွဲလို့ရတဲ့အချက်တချို့ကိုသူတွေ့ထားပါတယ်။သူကပွင့်ပွင့်လင်းလင်းပဲပြောပြပါတယ်။သူဟာ အသက်အရွယ်ကြီးရင်နေပြီးမှကြပြားတွေမရေးနိုင်တော့တဲ့အကြောင်းစောင်းပါးတွေစာတွေမှာလည်းရေးသူနမ်းမဲရေးမထားလို့တော့သူရေးတာလို့ပြောလို့မရတဲ့အကြောင်းပေါ့။ဒီတရားရုံးထဲမှာထိုင်နေသူတဦးတလီသာကုလသမဂ္ဂအထိရောက်သွားတဲ့ပူရွယ်လှုပ်ရှားရေးကော်မတီရဲ့ အနိုင်ကျင့်နှိပ်စက်ခံရပုံအကြောင်းရေးသားထားတဲ့စာတမ်းတွေကိုမြင်ဖူးမယ်ဆိုရင်တော့သူတီးဖြတ်ထားတဲ့လက်ရာဖြစ်ကြောင်းမင်းနေစရာမလိုပဲတိသွားကြမှာတေးကြပါတယ်။သူပြောသမျှအလုံးဟာ အသေးစိတ်ကြိုတင်ပြင်ဆင်ထားတာပါ။ဘသူမှလည်းသူ့ကိုလုံးဝဘောင်ကျော်ပြီးပြောနေတယ်လို့မစွတ်စွဲနိုင်ပါဘူး။ 2008ခုနှစ်စက်တန်ဘာလ23ရက်နေ့ဆိုတဲ့ထိုင်းထိုင်းမှိုင်းမှိုင်းနေ့ရက်တည့်ရက်မှာတော့သူ့အတွက်လမ်းပွင့်သွားခဲ့ပါပြီ။သူတို့ရဲ့ဥပဒေတွေအတိုင်းတွက်ချက်မဲဆိုရင်သူဟာ3နှစ်လောက်စောပြီးလွတ်တင်တာဖြစ်ပါတယ်။အကျဉ်းထောင်လက်ဆွဲစာအုပ်မှာထောင်ဒဏ်ကြခံနေရတဲ့နှစ်တိုင်းအတွက်နှစ်လသို့မဟုတ်3လလောက်ရှော့ရက်ရှိတယ်လို့ပြန်တန်းထားတဲ့အချက်ကိုအခြေခံပြီး သူတွက်ချက်ထားတာပါအဲ့ဒီတွက်ချက်မှုအရာဂိမ်းပွဲတပွဲကိုသူကစားခဲ့ပြီးပါပြီအဲ့ဒီကစားပွဲမှာသူအရှုံးကြီးရှုံးခဲ့တာပါ2005ခုနှစ်ဇွန်လ9ရက်နေ့ဖြစ်ပါတယ်ဒါပဲလေသူ့ဖာသာသူပြောလိုက်တာပါ16နှစ်နဲ့တရက်ကုံဆုံးသွားပြီပဲပြီးသွားပြီပေါ့သူကသူ့ရဲ့ဘာသာရေးစာအုပ်တချို့ တိရှက်တထဲလုံကြီးတထဲကိုထုတ်ပိုးလိုက်ပါလေ။ကြံနာတွေကိုတော့ရင်းနှီးတဲ့အကျဉ်ထောင်အဆောင်တစ်ယောက်ကိုလက်လွှဲပေးလိုက်ပါလေ။စုပ်ပြဲနေတဲ့ခေါင်းဥစုတစ်ခုဘစ်ကွတ်မုံချောက်တစ်ချို့နောက်ဆုံးထောင်ဝင်စားလာတွေ့တဲ့မိတ်ဆွေတစ်ယောက်ပေးသွားတဲ့ပေါင်မုံတစ်ထုပ်အဆရှိတာတွေပေါ့။အဲ့ဒီနေ့ကသူဟာအကျဉ်ခန်းလေးကနေထွက်ပြီးအပြင်ဘက်မှာတန်းစီနေကြတဲ့မြန်မန်းတမ်းမိပြီးသားလူတရာလောက်စီ တွားရောက်ပူးပေါင်းလိုက်ပါတယ်။သူတို့ရှိမှအကျဉ်ထောင်ညွှန်ကြားရေးမှူးတဦးရောက်လာပြီးမိန့်ခွန်းပြောပါတယ်။ခါတိုင်းလူတူတူပြက်ပြက်အော်သံငေါက်သံတွေမပားပဲလေကျော်ရှိနေပါတယ်။ပြောနေရင်ခဏနားပြီးဦးဝင်းတင်ကိုသူ့ဘေးမှာလာရက်ပြီးဓာတ်ပုံအရိုက်ခံဖို့ခေါ်လိုက်ပါတယ်။ထင်မော်ကြော်ကြားတဲ့ကဘာလက်ခီးတဲ့တယောက်နဲ့ဓာတ်ပုံတွဲရိုက်တယ်လို့မျိုးပေါ့။ စိတ်ရှုပ်သွားပြီမဲ့ဥဝင်းတင်ကလိုက်ရောပေးလိုက်ပါတယ်။အဲ့ဒီနောက်တော့အာလုံးမဲ့ထွက်ပေါက်ရှိရာကိုခုံပေါက်သွားကြပါတယ်။အနီရောင်တကားကြီးကနေကြိလိုက်ရင်အကျဉ်ထောင်လမ်းမကြီးရှိပါတယ်။အဲ့ဒီလမ်းမကြီးကနေသွားရင်အပြင်ဘက်ထွက်တဲ့ဂိတ်ပေါက်ကိုရောက်ပါတယ်။ဂိတ်ပေါက်ရဲ့အပြင်ဘက်ကလမ်းတွေပေါ်မှာတော့ကလေးတွေဟာရေမောနေကြပါတယ်။ လမ်းတောင်လက်ဖေးဆိုင်တွေမှာလူသန်းတွေစုညံလို့ဖျားဘူးတွေကလည်းရွှေရောင်တောက်နေတဲ့ရွှေတကုံဖျားကြီးစီဥညွတ်ကြလို့ရွှေတကုံဖျားကြီးရဲ့ထီးတော်ကဆဲလဲသံတွေနဲ့အတူညက်ကလေးတွေကလည်းသေးတည်နေကြလို့ထွက်ပေါက်စီရောက်သွားတဲ့လူအလုံးတွေကရှစ်ယောက်ကလွဲပြီးကြံတဲ့လူတွေဟာအချိန်ဆွဲထားခြင်းခံရပါတယ် အဲ့ဒီရှင်ရောက်အုပ်စုလေးကိုတော့အကျဉ်းထောင်အဆောင်တွေကပြုံးပြနေကြပါလေ။အာနာပိုင်တွေက အထူးနှုတ်ဆက်ပွဲ လုပ်ပေးနေတယ်လို့မျိုးပြည်တိုင်းရင်ဝင်ကြီးကိုယ်တိုင်အင်တာဗျူးလုပ်နေပါလေ။ဂျူတင်စီစဉ်ထားတဲ့အတိုင်းသူတို့ကိုအဆောင်အကျက်တွေနဲ့ရုံခန်းတခန်းစီခေါ်သွားပါလေ။ဦးဝင်းတင်ကတော့တယောက်တည်းခွဲပြီးတခြားအခန်းတခန်းစီခေါ်သွားပါလေ။အဲ့ဒီအခန်းမှာသူဟာစောင့်နေခဲ့ပါလေ။ ဆောင်ပြီးရင်စောင့်နေခဲ့ရတာပါ။ပဇင်းရင်ခွဲတွေကတော့တိတ်ဆိတ်ချင်းကိုဖြိုခွင်းနေပါတယ်။ပြီးတော့ကြီးကန်းတန်တွေပြီးတော့အော်ဟစ်အမိန်ပေးနေတဲ့ဝါဒင်တွေရဲ့အတန်တဲ့တဲ့။အင်းစင်ရဲ့တဏိတာဟာအဲ့ဒီအတန်တွေရဲ့ပါပါလှီးခြင်းကိုခံနေရပြီးအတော့မကြတဲ့အစိတ်အပိုင်းတွေဖြစ်သွားတယ်လို့ပါ။ မွန်းတဲချိန်ဟာနေဝင်ချိန်အဖြစ်ပြောင်းလဲသွားပါတယ်။နေဝင်ချိန်ဟာလည်းညဖြစ်သွားပါတယ်။အဲ့ဒီနောက်တော့သူဟာဘာနှုတ်ဆက်ပွဲမှမရှိဘာကိုမှရှင်းပြခြင်းလည်းမရှိဘဲနဲ့မူလနေထိုင်ခဲ့ရာအကျဉ်းခန်းစီကိုပြန်လည်ခေါ်သွားခြင်းခံခဲ့ရပါတယ်။ချိန်စဲရလောက်တဲ့၄နှစ်တာကြာပြီးနောက်နောက်တစ်ချိန်ထက်ကြုံရပြန်ပါယော။ အဒီမနဲ့6နာရီ30မိနစ်အချိန်မှာ သူတို့ကတော်ရဲတန်တချွင်ချွင်လှုပ်လာတော့သူဟာ သူ့ရဲ့မနဲ့စာစံပြုတ်ကိုစိတ်နာနာနဲ့သွန်ပစ်လိုက်ပါတယ်။အကျိုးရှိသွားတဲ့တရိတ်ဆန်တကောင်ဟာ သူ့ရဲ့တန်တိုင်းတကားပေါက်ကနေတစ်ပင်ရိပ်စီပြေးသွားပါတော့တယ်။ဖုထိရွတ်တော်နေတဲ့အဲ့ဒီတစ်ပင်ကြီးဟာဗြိတိရှအစိုးရလက်ထက်ကလေးကအကျဉ်းထောင်ဝင်းချံ ်အတွင် ပေါက်နေခဲ့ပြီး ပွဲအဆက်ဆက်ကိုကြည်လာခဲ့တဲ့သစ်ပင်ကြီးဖြစ်ပုံရပါတယ်။ဝါဒင်တွေက သူ့ကိုတောင်းပန်ကြပါတယ်။တယောက်ပြီးတယောက်ပါပဲ။ဒါပေမဲ့သူကလှုပ်ယုံလေးတောင်မလှုပ်ခဲ့ပါဘူး။အခုမှလာတောင်းပန်လို့ရောဘာများထူပြီးကောင်းကျိုးခံစားရမှာမို့လေနောက်ဆုံးညနေ3:45မိနစ်လောက်မှာသူတို့က သူစုဆောင်းထားခဲ့တဲ့ပစ္စည်းလေးတွေလက်ထဲလာထည့်ပေးပါတယ်။အကျဉ်းထောင် CO အပါဝင်ပါပဲ။သူ့ရဲ့အပြာရောင်အကျဉ်းထောင်ဝစ်စုံဝစ်လျက်သားနဲ့အနီရောင်တကားကနေထွက်ခွင့်ပေးလိုက်ပါတယ်။အဲ့ဒီနေ့ကတိုင်းပြည်တဝန်းလုံးလူငိမ့်ချမ်းသာခွင့်ပေးလိုက်တဲ့အထွေထွေအကျဉ်းသား6000နှစ်ယောက်အတွင်းမှာအဖိုးအိုတယောက်ပါတယ်ဆိုတာကိုဘယ်သူမှ သတိထားမိမှာမဟုတ်ပါဘူးလို့သူတို့ကယူဆထားပုံရပါတယ်။သူဟာဘာမှမရှိတော့တဲ့နေရာကို ပြန်လာခဲ့တာ ဖြစ်ပါတယ်။နောက်ပိုင်းဘာလဲဟဲ့လူငယ်ဆိုတဲ့သူ့ရဲ့အကျဉ်းထောင် ကိုတွေ့မှတ်တမ်းစာအုပ်ကမိတ်ဆက်အမှားစားထဲမှာသူ့ရဲ့ဆုံးရှုံးမှုတွေကိုစည်ရင်းပြုစုပြခဲ့ပါတယ်။သူ့ရဲ့မွေးစားသမီးဟာဖိအားပေးမှုတွေကြောင့် ပြည်ပကိုထွက်ပြေးခဲ့ရပါတယ်။ထောင်ကိုဆရောက်ရောက်ချင်းအရိုက်အနှက်ခံရလို့ရှည်သွားလို့ကျွတ်ထွက်သွားခဲ့ပါတယ်။သွေးမလျှောက်တဲ့ဥကြယောဂါကိုအရေးချင်းမပြည့်မီတဲ့အင်းစိန်ထောင်စေကန်းမှာသူ့ရဲ့ပထမဦးဆုံးအတွေ့အကြုံဖြစ်တဲ့ခွဲစိတ်ကုသမှုခံယူလိုက်ပြီးတဲ့နောက်ဝေးစီတလုံးမှာဘေးထွက်ဆိုးကျိုးဒဏ်ကိုခံစားခဲ့ရပါတယ်။ 3နှစ်လောက်ကြာမှခွဲစိတ်ဆရာဝန်ကဝန်ခံခဲ့တဲ့အခါကျတော့အရန်နောက်ကျသွားပါပြီ။တကြိမ်ကဥဝင်းတင်ထိမ့်သိမ်းထားခဲ့တဲ့လမ်းသစ်ရိပ်သာကအိညာဟာလေ1986ခုနှစ်မှာတိမ့်စီခြင်းခံလိုက်ရပါတယ်။သူရဲ့ပထမဆုံးအမှုတွဲကိုအင်းစိန်တရားရုံးမှာ မစစ်ဆေးရသေးခင်မှာကိုတင်းစီးပြစ်လိုက်တာဖြစ်ပါတယ်။ဟိုးအရင်တုန်းက သူပိုင်ဆိုင်ထားသည်မပိုင်ဆိုင်မှုအ ਨੇ အချင်းဟာလေလေထဲမှာပြန်ကျဲပျောက်ွယ်ကုန်ပါပြီသက်ရှိထင်ရှားရှိနေတဲ့သူ့ရဲ့တူးသီးတော်ဆွေမျိုးဖြစ်တဲ့ညီမတယောက်ဟာငားလွာတိုက်ခန်းတခန်းမှာနေထိုင်ပါတယ်ဓာတ်လီကားမရှိပဲမတ်ဆောက်တဲ့လှေကားကနေအတက်အစင်းလုံးရတာဆိုတော့အသက်80ကျော်ပြီးနှစ်ဝက်လောက်စွန့်နေပြီဖြစ်တဲ့သူ့မှာနှလုံးကလည်းမကောင်း ချွဲသံပါအောင်ခက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 ်အသက်ရှူနေရတဲ့အဆုတ်တွေနဲ့ဆိုတော့အဲ့ဒီအသက်အစင်ခီးနှင်ဖို့ရာတတ္တိမရှိတော့ပါဘူးအချိန်ကာလတစ်ခုတော့သူလှုပ်ရှားကြိုးပမ်းခဲ့သမျှရဲ့ရက်လက်နဲ့အတူအစပြုရမှာဆိုတော့သူဟာခြေတလုံးအိမ်တိုင်းသမားဘဝနဲ့နေထိုင်ခဲ့ရပါတယ်ပထမဆုံးညအတွက်သူခိုနားခဲ့တဲ့ကွန်းခူရာကတော့အင်းစိန်အနီးအနားက ်တစ္ဆာအရှိဆုံးမိတ်ဆွေနှစ်ယောက်အနေတယောက်ရဲ့အိမ်ဖြစ်ပါလေဟိုးအရင်ကတည်းကအပေါင်းအသင်းဖြစ်ခဲ့သူတဦးဖြစ်ပြီးသူထောင်ကျနေစဉ်ကာလမှာသူ့ကိုပံ့ပိုးပေးဖို့အတွက်အ ਨੇ အချင်းပိုင်ဆိုင်မှုလေးတွေကို ပောင်နှံခဲ့ရသူဖြစ်ပါလေအဲ့ဒီနောက်တော့ဦးဝင်းတင်ဟာအင်းစိန်မြို့နယ်ကနေရန်ကင်းမြို့နယ်ရန်ကင်းကနေအင်းစိန်နဲ့အတော်လေးအလှမ်းဝေးတဲ့စင်ချေဘုံနေအိမ်နှလုံးအကြားမှာ နှစ်ပတ်တခါရွှေပြောင်းလှုပ်ရှားနေထိုင်ခဲ့ပါတယ်။သူကနာမည်ကြီးနိုင်ငံရေးသမားဆိုတော့မြို့နယ်နှစ်ခုလုံးကဥပဒေကိုထောက်ထားပြီးအိတ်ဆက်မှုကိုအဲ့ဒီလို စီစဉ်ပေးခဲ့တာပါ။ဒီကိစ္စဟာလည်းစိတ်အချင်းပေါက်เสียတိုက်ခိုက်မှုဖြစ်ပါတယ်။သိတ်နဲ့နဲ့ကြီးမလီးဖြတ်နိုင်ပေမဲ့ချစ်ရအစင်းရလေးတော့ထင်သွားအောင်လုပ်တဲ့သဘောပါ။ ိန်တအိန်ကိုဧည့်သည်တွေရောက်လာပြီဆိုရင် သူတို့လည်းရောက်လာတော့တာပါပဲနည်းနည်းလေးတော့အဟံအတာအနှောက်ရှက်ဖြစ်အောင်လှုပ်ကိုလှုပ်ရမှ ကြည်နဲ့တဲ့သူတွေဖြစ်ပါတယ်ပြီးတော့မှတွင်ဖန်ဖို့အတွက်လဖိဆိုင်ခေါ်သွားတော့တာပါပဲမွေးရပါအခွင့်ရေးလူလူနဲ့ပိုက်ဆံတောင်းတော့တာပါပဲဘယ်ကိစ္စကြောင့်ဖြစ်ဖြစ် သူဟာအမြဲတမ်းစိတ်ရှိတိုင်းသွာလာလှုပ်ရှားနေရတာကို ပိုးပြီးနှစ်သက်ပါတယ် ခရီးဆောင်တက်တာနဲ့အပြည့်ပစ္စည်းတွေပိုင်ဆိုင်ထားလို့မဟုတ်ပါဘူးလမ်းလျှောက်ဒုတ်တစ်ချောင်းဒါမှမဟုတ်နှစ်ချောင်းပါမယ်သဘွတ်တန်တစ်ချောင်းပါမယ်ဒါတောင်နောက်ဆုံးတစ်ခေါက်သွားဆရာဝန်တယောက်စီ သွားပြတုန်းကရထားတာပြီးတော့လက်ရွေးစင်စာအုပ်တချို့ပါမယ်လက်ဆောင်ရထားတဲ့စာအုပ်စာတန်းတွေစာအုပ်စင်တဝက်လောက်ရှိတဲ့အထဲကမှရွေးထုတ်ထားတဲ့လက်ရွေးစင်စာအုပ်တွေပေါ့ အထီးကျန်မှုကိုဖြည့်ဖြောက်ရမှာအသုံးချခဲ့တဲ့အဲ့ဒီစားအုပ်တွေကို ထောင်ထဲမှာခြံထားခဲ့ပေမဲ့သူ့ရဲ့အကျဉ်းသားဝတ်စုံ အပြာတွေကိုတော့ချွတ်ပေးခဲ့ဖို့ညှင်းဆန်ခဲ့ပါတယ်။ထောင်အာဏာပိုင်တွေကအဲ့ဒီဝတ်စုံတွေကို ပြန်ပေးခဲ့ဖို့တောင်းဆိုခဲ့ကြပေမဲ့သူက ဆုံးဖြတ်ချက်ရှိရှိညှင်းဆန်ခဲ့တာဖြစ်ပါတယ်။အဝတ်အစားကတန်မိုးရှိလွန်းလာလို့မဟုတ်ပါဘူးဝတ်ထားရတာပူတောင်ပူပါသေးတယ ူတိုင်းပြည်အတွက်အလုတ်ကျွေးပြုခဲ့တယ်ဆိုတာကိုအများမြင်စေချင်တာပါ အများမြင်စေချင်တာကအဓိကအချက်ပါအဲ့ဒီစိတ်ဓာတ်ကိုနားလည်ကြတဲ့အတွက်တန်ရှင်းတဲ့အပြာရောင်ရှက်အင်းကြီးအပြာကို လာပေးကြသူတွေရှိလို့အပူစောင်းထားနိုင်ခဲ့ပါတယ်သူအိမ်ထောင်မကျခဲ့ဘူးပါဘူး ဒါကြောင့်အကြီးအကျယ်လွတ်လပ်မှုရပြီးအလုတ်ကိုတည်တည်မဲမဲလုပ်နိုင်ခဲ့တာပါလို့ပွင့်ပွင့်လင်းလင်းဝန်ခံထားပါတယ်။ဒီလိုနဲ့သူဟာနိုင်ငံရေးသတင်းစာပညာကိုအမှုပညာမြောက်စွာဖန်တီးနိုင်ခဲ့ပါတယ်။အခုတော့သူဟာ စာပေရေးသားဖြန့်ချီမှုမလုပ်နိုင်တော့ပါဘူး။ဂီတဒါမှမဟုတ်ပကြီးနဲ့ပတ်သက်တဲ့နားလေသဘောပေါက်မှုတွေကိုတောင်ရေးခွင့်မရတော့ပါဘူး။ သူ့ရဲ့ကလောင်နာမည်အလုံးဟာရေးခွင့်မရှိတဲ့နာမည်ပြက်စင်း blacklist ထဲထည့်သွင်းခြင်းခံထားရပါတယ်။စာပေဒါမှမဟုတ်ကဗျာစာအုပ်တွေမှာအရင်တုန်းကရေးခဲ့တဲ့အမှားစာတွေကိုပြန်တွေ့ရင်တောင်အဲ့ဒါတွေဟာသူတောင်မမှတ်မိတော့တဲ့ကလောင်ခွဲနာမည်တွေဖြစ်နေပါတယ်။အစိုးရဝန်ထမ်းမဟုတ်တဲ့အပြင်ကအယ်ဒီတာတယောက်ဟာ ဘာအနှစ်သာရမှမရှိတဲ့အကြောင်းအရာတစ်ခုကိုတောင်မှ ချမရေးရဲကြတော့ဘူးလားလက်တလောနှစ်ကာလတွေအတွင်းတိတိတသာခုံထွက်လာတဲ့မဂဇင်းတွေပုဂ္ဂလိကဂျာနယ်ရီဟာအပတ်စဉ်ဒါမှမဟုတ်လစဉ်စစ်စစ်ချင်းကိုခံနေရတာမို့အဲ့ဒီစာဆောင်တွေမှာတာဝန်ယူနေရတဲ့အရီတာတွေဟာတတ္တိကောင်းတဲ့ခေါင်းမှာအုပ်စုလို့ပြောရပါတယ်ဒါပေမဲ့သူတို့ဟာလေအစ်စ်ပြန်ပုံနှိပ်ရတဲ့ ကပ်ဘေးဇူးကြီးအတွင်းမှာလှုပ်ရှားရုန်းကန်နေကြရတာပါ။စာပေစစ်စစ်စီးစီးရေးဘုတ်အဖွဲကို မတင်ပြမီစာအုပ်တွေကို အရင် ပုံနှိပ်ခွင့်ပြုခဲ့တဲ့အချိန်တစ်ချိန်တော့ရှိခဲ့ဘူးပါလေ။အဲ့ဒီအချိန်အတွင်းမှာကြုံရတာက စာအုပ်တွေကိုစောင်းရီထောင်နဲ့ချီးပြီး ပုံနှိပ်ထားပြီးရောင်းချဖို့အသင့်ဖြစ်ပြီးဆိုကမှထုတ်ဝေသူတွေစီကိုညွှန်ကြားချက်တွေရောက်လာတာပါ။ တချို့စာကြောင်းတွေဒါမှမဟုတ် စာမျက်နှာလိုက်ဖြက်ပစ်ဖို့ဒါမှမဟုတ်စာမျက်နှာတွေတွဲပြီးကော်နဲ့ကတ်ပစ်ဖို့ဒါမှမဟုတ်တမြင့်ထားတဲ့စာပိုက်တွေပေါ်မှာငွေမြင်နဲ့ဖုံးပေးဖို့အဆရှိတဲ့ညွှန်ကြားချက်တွေပေါ့အဲ့ဒီတော့ပုံနှိပ်ထားသမျှစာအုပ်တိုင်းကိုပြန်စစ်ဆေးပြီးညွှန်ကြားတဲ့အတိုင်းလုပ်ပေးရပါတော့တယ်တခါတရံစာပေစစ်စစ်ရေးဘုတ်အဖွဲ့ကထုတ်ဝေထားတဲ့စာအုပ်အလုံးကို ဖြက်စီးပစ်ဖို့အမိန့်ချပါတယ်။အဲ့ဒီလိုအမိန့်ချခံရရင်ငွေကြေးအမြောက်အများဆုံးရှုံးသွားတာဖြစ်ပါတယ်။ဒါကြောင့်ဝင်းငါဝုတ်တီအလင်္ကာနဲ့ဖုံးကွယ်ထားတဲ့အနေရရှိတဲ့စာပိုက်တချို့ ပါနေတဲ့စာအုပ်မျိုးဆိုရင်ဘယ်သူမှမထုတ်ရဲကြပါဘူး။ဒါအပြင် ထုတ်ဝေသူတွေဟာစာအုပ်ပုံနှိပ်ဖို့ပုံနှိပ်ဆက်ကူတွေကိုအစိုးရစီကပဲ ခွေးတန်းနဲ့ပဲဝယ်လို့ရတာမို့မဆိုးစလောက်ပဲရတာပါ။ကြံနာကိုမှောင်ခိုဈေးကွက်ကနေဝယ်ရတာမို့တန်ဖိုးကြည့်မြင်ပါတယ်။ဒီကြတဲ့မလွဲမရှောင်သာအတင်းအကျပ်စင်စါဖြတ်ဖို့ပေါ်လာတဲ့အမားတွေနဲ့ပါကြုံရတယ်ဆိုရင်ထုတ်ဝေသူခမဘာမှအမျက်မကြံတော့ပါဘူး။ဥဝင်းတင်ထောင်ထဲရောက်နေတဲ့နှစ်ကာလတွေအတွင်းရန်နေရာမှာပြုတ်ပြင်းပြောင်းလဲမှုတွေရှိခဲ့ပါတယ်။ လက်ရည်မူတွေကိုစစ်စစ်တဲ့လုံနီးလုံဟန်ကမတိမတာနေရာယူလာပါတယ်ပုံမနစ်ခင်မှာ စာမူအလုံးကိုစာပေစစ်စစ်ရေးဘုတ်အဖွဲစီ တင်ပြရပါတယ်ပြဿနာရှိတဲ့နေရာတွေမှာမှင်ပြဒါမှမဟုတ်မှင်နီနဲ့ဝိုင်းပေးထားလိုက်တဲ့အတွေ့အလွဲတကူပြန်လဲရေးသားလို့ရသွားပါတယ်ဒါမှမဟုတ် အစိုးရကချပေးတဲ့စာသားတွေနဲ့ပြန်လဲအစားထိုးပေးရပါတယ်ဒီလိုနဲ့ ကိုယ်တိုင်စင်စါဖြက်ရတဲ့ဝင်ထုတ်ဝင်ပိုးကို ထုတ်ဝေသူစီလက်ဆင့်ကမ်းလိုက်တာဖြစ်ပါတယ်ကိုယ်တိုင်စင်စါဖြက်ရတာဟာရန်သူရဲ့လှည့်ပြားမှုတစ်ခုဖြစ်တယ်ဆိုတာကိုဥဝင်းတင်သိပါတယ်ဒါဟာအကြက်ကင်မှုတစ်ခုဖြစ်ပါတယ်လူတယောက်ဒါမှမဟုတ်စာရေးဆရာတယောက်ရဲ့စံပြုထားတဲ့အချက်အလက်တွေကိုမိမိန်စုပ်ယုပ်အောင်လှုပ်ချင်းဟာမတင့်တော်ပါဘူး တကယ်တော့စစ်အစိုးရရဲ့စနစ်ကြီးအတွင်းကလွန်ကဲမှုတွေဖြစ်ပါတယ်။စီဝါရီလက်တွေလုံနေသူတွေရဲ့စိတ်ဓာတ်ကိုဖျက်ဆီးနေတဲ့စနစ်ကြီးပါ။ခြုံပုတ်တွေလိုရှုပ်ထွေးအုပ်ဆိုင်နေတဲ့စီးမြင်းတွေ ဥပဒေတွေကိုတုံးပြီး electronic secretary လုပ်ငန်းတစ်ခုထူထောင်ခွင့်ကနေမိတူကူးဆက်အသုံးပြုခွင့်အထိအရာရာကို ချုပ်ကင်ထားလို့ပြည်တွင်းကထုတ်ဝေသူတွေအတွက် ဘာအခွင့်အရေးမှ များများဆာဆာမရှိခဲ့ပါဘူး။ဒါအပြင်ဥဝင်းတင်ဟာအတလွတ်လက်မတထောင်ထောင်လုံနေသူတယောက်မဟုတ်ပါဘူး။ဂျာနယ်လစ်စင်မှာရှီတန်းထွက်လို့မရတဲ့အခါကျတော့မိချောင်းသွားသွားတာတွေတစီလူကိုရောင်မပြပဲ သွားတာတွေကြောက်တုံးအောင်မှာပုံကွဲပြီးအမီလျှို့ဝှက်ထားတာတွေအဆရှိတဲ့နီးလန်းတွေတုံးခဲ့ရပါတယ်ခက်တာက သူဘလောက်ပဲစူးစမ်းပြီး ုံရှိုးကွယ်ရှိုးရေးရင်တောင်ပါ အတိတ်ပဲနှစ်ခွထွက်အောင်ရေးတဲ့ဟန်စကလုံးတွေကစားပြီးရေးတဲ့ဟန်တွေကို ဖုံးကွယ်လို့မရပါဘူးထောင်ထဲမှာတုန်းကလည်းသူတီထွင်ခဲ့တဲ့ကြွေးကြော်တန်တစ်ခုဟာလူပုပ်ကိုယ်တိုင်းအတွက်စီးချက်ဖြစ်လာခဲ့ပါတယ်အဲ့ဒီကြွေးကြော်တန်ကစုလွတ်တွေ့စုလွတ်တွေ့ဖြစ်ပါတယ် လွတ်လပ်ရေးရဲ့အသင်ဖြစ်ပါတယ်စုဆိုတာဒေါအောင်ဆန်းစုကြည်ကိုရည်ညွှန်းပါတယ်လွတ်ဆိုတာပြည်သူတို့ရဲ့ပါလီမန်ဖြစ်တဲ့လွှတ်တော်ကိုရည်ညွှန်းပါတယ်တွေ့ဆိုတာတွေ့ဆုံဆွေးနွေး dialogue လုပ်ဖို့ဖြစ်ပါတယ် NLD စေအုပ်စုတိုင်းရင်းသားလူနည်းစုတွေရဲ့ကိုယ်စားလှယ်တွေတွေ့ဆုံ ဆွေးနွေးကြဖို့ပါ ပါတီနာမည်နဲ့စာပေထုတ်ဝေခွင့်ရဖို့ဆိုတာဝက်တွေအတောင်ပေါက်မှာပဲ ဖြစ်မဲ့သဘောရှိနေပါတယ် NLD ရဲ့ပုံနှိပ်ထုတ်ဝေခွင့်မှတ်ပုံတင်ဟာ1990ခုနှစ်မှာ ရုပ်သိမ်းခြင်းခံခဲ့ရပါတယ်2008ခုနှစ်ဇန်နဝါရီလမှာ NLD လူငယ်အဖွဲ့ရဲ့သတင်းလွှာတစောင်ဟာသူနီးသူဟန်နဲ့အင်တာနက်ပေါ်မှာပေါ်လာတော့ပြန်ကြားရေးဝန်ကြီးဌာနအတွက် ထောက်ကွက်တကွက်ရသွားပါတယ်။မျှော်လင့်ထားတဲ့အတိုင်း NLD ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူဦးညံဝင်းဟာ ဝင်းကြီးဌာနရဲ့စင့်ခေါ်ခြင်းခံခဲ့ရပါတယ်။ဝင်းကြီးဌာနမှာသူဟာစာပေစစ်စစ်ရေးဘုတ်အဖွဲ့ညွှန်ကြားရေးမူရဲအထူးသတင်းတပ်ဖွဲ့ဘုံမူတူမြို့နယ်နာအဖဥက္ကဋ္ဌမြို့နယ်ဥပဒေအရာရှိတူမြို့နယ်တရားသူကြီးတူ စစ်တပ်ကဒုတိယဘူမူကြီးတဦးတို့နဲ့တွေ့ဆုံရပါတယ်ဒီလိုတွေ့ဆုံမှုမျိုးဟာသူ့အတွက် ပွဲဦးထွက်အတွေ့အကြုံမဟုတ်ပါဘူးဦးညံဝင်းဟာ အတွေ့အကြုံရှိတဲ့ရှေ့နေတဦးပါမျက်ပေါက်ကျဉ်းကျဉ်းနဲ့နူးညံ့တဲ့နှလုံးသားရှိပေမဲ့နီးပရိရဲ့ဖက်မှာတော့အတော်ကြွယ်ဝသူဖြစ်ပါလေ ူတို့တွေရဲ့ကြားထဲမှာအချိန်ကုန်ခံပြီးဆွေးနွေးနေရင်လေအချင်းနီးပဲဆိုတာသူသိထားပါတယ်။အဲ့ဒီနေ့မှာသူဟာလေးစားလိုက်နာမှုကိုရွေးချယ်ခဲ့ပါတယ်။အကောင်းဆုံးကိုရွေးချယ်ခဲ့တာလို့သူခံစားထားပါတယ်။အင်တာနက်ပေါ်လွှင့်တင်ထားတဲ့သတင်းလွှာရဲ့ဆိုလိုချက်တွေကိုငင်းပယ်ကြောင်းစာရွက်တရွက်ပေါ်မှာ NLD ကိုစားလက်မှတ်ရေးထိုးပေးခဲ့ပါတယ်။ အဲ့ဒီသတင်းလွှာကိုဆက်လက်ဖြန့်ချီမှာမဟုတ်တော့ကြောင်းဂရိပြုခဲ့ပါတယ်။ကိုသွားမဲ့လန်တလန်ကပိတ်ဆို့ထားရင် ပိတ်ဆို့ထားတာခံရတယ်ဆိုရင်အဲ့ဒီလန်ကိုရှောင်းပြီးနောက်တလန်ကိုရွေးရမှာပေါ့။နောက်ပိုင်းမှာအမေရိကန်တန်ယုံကိုဥညံဝင်းကရှင်းပြခဲ့တဲ့ဇာတ်ကားပါ။ဆက်ဆက်လွှမ်းခြုံနေတဲ့သဒ္ဒနာကို ပေါင်းယုံဖော်ပြလိုက်တာဖြစ်ပါတယ် ဥဝင်တင်ဟာသူ့ရဲ့နိုင်ငံရေးကိုရှက်စရာကောင်းတဲ့ကလေးဖြက်ချမှု တိမ်ဖြင်းမှုနဲ့အရေးမဲကြီးကြအောင်အလောက်ခံခဲ့ရတာအဲ့ဒီအချက်ကိုအရင်ခံပြီးသူ့နာမည်ကို journalist မှတ်တမ်းမှာမပါအောင်အဖြက်သိမ်းခံခဲ့ရတာဆယ်စုနှစ်နှစ်နှစ်နီးပါထောင်သွင်းအကျဉ်းချခံခဲ့ရတာအဆရှိတဲ့တိုက်ခိုက်မှုတွေကိုခံခဲ့ရပြီးနောက် အခုနောက်ထပ်ရင်ဆိုင်ရတဲ့ပြဿနာတော့သူ့မှာမှတ်ပုံတင်ကပ်ပြားလုံးဝမရှိတဲ့ပြဿနာဖြစ်ပါလေသူဟာမှတ်ပုံတင်နံပါတ်တစ်ခုလူကျင်ခဲ့ပါလေပေါက်တက်ကြရတွေရေးထားတဲ့စစ်တပ်ဥပဒေကြမှာသတ်မှတ်တာမဟုတ်ပဲလူတယောက်မှာမှတ်ပုံတင်ကပ်ပြားတစ်ခုရှိဖို့လိုအပ်တယ်လို့1958ခုနှစ်ပါလီမန်ဒီမိုကရေစီခေတ်ကသတ်မှတ်ထားပြီးသားဖြစ်ခဲ့လို့ပါအဲ့ဒီခေတ်တုန်းက ူဟာသူ့ရဲ့နိုင်ငံသားဖြစ်မှုကိုဂုံယူမဲဆိုရင် သူ့မှာမှတ်ပုံတင်နံပါတ် CG 068482ရှိထားတယ်ဆိုတာကိုပါပြောပြဂုံယူရမှာဖြစ်ပါတယ်1989ခုနှစ်လဲရောက်ရော သူ့ပိုင်ဆိုင်သမျှအရာအားလုံးပျောက်ဆုံးသွားတယ်လူအဲ့ဒီမှတ်ပုံတင်နံပါတ်ပါပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင် ဘဘရဲ့အပိုင်း၃ကိုဒီနေရာမှာခိတရန်နာပြီးလာမဲ့အပိုင်း၁၄တွေကိုဆက်ဆက်စောင့်မျှော်နားဆင်ပေးကြပါဦးနော် အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမ Venus ပါ